အလုံးမေးမိင်္ဂလာပါရှင် Oreo ပို့လိုက်ပြီးပါ Emotion Repeat လေးကနေပြန်လည်ပြည့်ကျူစုလိုက်ပါတယ်ဒီနေ့လီမှာတော့ဒေါက်တာဖြူတရားရှိသားမျှဝေထားတဲ့အဖူးထစ်သေးသေးလေးတွေကနေ ကြီးထွားကုန်ကြတဲ့အခါဆိုတဲ့စောင်းပါလီကိုဖတ်ပြပေးကြပါရှင်စောင်းပါလီရဲ့အစမှာတငေချင်းလှုပ်ဖို့ကိုင်းဘက်စီပါဘက်တမီးစားအိမ်နောင်ဘက်စားတဲ့ဆက်ဆံရေးလေးတွေမှာဖြစ်ကြတဲ့ပြဿနာအများစုကသေးသေးလေးတွေကနေစားကြတာပဲဖြစ်ပါတယ်တဲ့သေးနေတော့မမြင်သာဘူးမမြင်သာတော့တစ်ဖက်လူပါဖြစ်သွားမယ်မသိတော့ဘူး တဖက်လူကလည်းပို့ပွေလင်းလင်းမပြောလာဘူးသူ့ကိုသဘောထားသိတယ်ထင်သွားမှဆိုတာလည်းပါပါလိမ့်မယ်ပြီးပဲပလရှာဖြစ်နေလို့ချိန်မိတိခန့်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်တဲ့ဒါပေမဲ့အစင်ကတော့ပြေးမနေဘူးလေနော်အဖူးတစ်လေးတွေဆိုတာသူတို့ရဲ့စိတ်ထဲမှာဖြစ်သွားပါပြီအဲ့ဒီကနေတစားတစားကြီးထွားလာပြီးဆက်ဆံရေးတွေအဆုံးသတ်ကုန်ကြပါတယ်စိတ်တွေဝေခွာကုန်တယ်အချစ်ကနေအမုန်းအဖြစ်ကူပြန်းကုန်တယ် စာရင်စင်မင်းနဲ့ဆူလာသူပါရာပြဿနာကိုပဲကြည်ကြည်ပါတကယ်ပြဿနာကဘာမှမမဟုတ်တာလीနော်သို့တော့ဆူလာသူပါရာအနေနဲ့ဒုတိယသူကလည်းဖြစ်နေပြန်တယ်အဲ့ဒီတော့အငုံစိတ်ကရှိတယ်သူ့ကိုမို့လို့လောက်တာသူ့ကိုမချစ်ဘူးလို့တစ်ဖက်သက်ကောက်ချက်ချလိုက်တယ်နောက်တော့လက်စားပြန်ချီတယ်ပြီးမှသူကိုယ်တိုင်လည်းနောင်တတွေရပြီးသေးပဲဝင်ရတယ်ဒါမျိုးပြဿနာတွေကကျွန်တော်တို့ကိုယ်တိုင်လည်းကြုံရပါတယ်။ပုံဝင်ချင်မှလည်းမြင်ဘူးကြပါလိမ့်မယ်။တငယ်ချင်းတွေပေါင်းကြတယ်။တယောက်ကချမ်းသာတယ် တယောက်ကတော့ချိုတဲတယ်မိသားစုမတောင်းတင်းသူရဲ့ခံစားချက်ကိုတစ်ဖက်တငယ်ချင်းကနားမလည်နေဘူးသူပါရင်မဟုတ်စားနောက်နေတဲ့ဇာတ်ရီကတစ်ဖက်ကိုဘလို့ခံစားရစီရဲဆိုတာ तू မသိနေဘူးတခြားတငယ်ချင်းတွေကိုဆိုရင်အိမ်ရှိထိလိုက်ပို့ပေးပြီးတော့သူ့ကိုကြောင်မှလမ်းထိပ်မှာပဲဆင်ခိုင်းတာမျိုးတွေရှိမယ်တကယ်ကလမ်းကကျင်းနေလို့ ဝင်ရခက်နေလို့အချိန်မရတော့လို့မျိုးစုံဖြစ်နိုင်ပါတယ်။သို့တော့သူ့ကိုမို့လို့ဒီလိုလောက်တာဆိုတဲ့အတွေးလေးတွေတစ်ဖက်တငယ်ချင်းစီမှာဝင်သွားတတ်ပါတယ်။ဘီကသာတယောက်ယောက်ကသွေးထိုးပေးနေရင် ပိုဆိုးပြီပေါ့။အဲဒီကနေမှတဆင်ဆက်ဆံရေးတွေအဆင်မပြေဖြစ်လာပါတော့တယ်။ချစ်သူကြီးဇာလင်များရီမှာဆိုလို့ရှိရင်လေအဲ့လိုပါပဲတဲ့တယောက်ကသူ့အလုပ်ထဲကပြဿနာတွေကိုပြောပြခြင်းနဲ့တစ်ဖက်ကနားထောင်မပေးဘူး သူမဟုတ်နားတော့ထောင်နေပြီမဲ့နှလုံးသားနဲ့ခံစားနားထောင်ပြတာမဟုတ်တော့မကြဘူးအပေါ်ရံမဲ့အဲ့ဒီလူနဲ့ပဲသူတို့တွေချားထဲမှာတစားတစားနဲ့ဝေးကွာလာကြပါတော့တယ်စီးပွားဘက်ဒီမှာဆိုလို့ရှိရင်လေသူကတော့တွက်ကတ်တယ်ငွေကြီးနဲ့ပတ်သက်ရင်လေသူ့ဘက်ဖဲကြည်လွန်နေအကျိုးမြတ်ကြပူယူခြင်းနဲ့စသဖြင့်ခံစားလာရတဲ့အခါပြဿနာတွေဖြစ်ကြတော့တာပါပဲ ဒါကြောင့်အဖူတစ်တီလေးတွေဖြစ်လာတိုင်းပွန့်ပွန့်လင်းလင်းပြောတတ်ဖြစ်ရှင်တတ်တဲ့အလီထားကတိတ်အေးကြီးပါတယ်တဲ့တကူရီဘွားမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ပါတိန်ထားပါများလာတဲ့အခါဒီဆက်ဆံရေးမှာမပြောတော့တဲ့အပြင်အေးလူကိုပါကြည့်မရဖြစ်လာတတ်ပါတယ်ပါဇက်ကသာထုတ်မပြောပေမဲ့စိတ်ထဲမှာသူ့ကိုမုန်းနေမိတတ်ပါတယ်ဒီအတွက်ထွက်ပေါက်ပြီးဖို့ကလည်းတိတ်အေးကြီးပါတယ်တဲ့စိတ်ရဲ့သဘောကအင်တန်ကိုမှနူးညံ့သိမ်မွေ့ပါတယ် ဆက်ဆက်ရေးဆိုကလေးကနှစ်ဖက်ပါတာမို့ဒီလိုဖြစ်ရှင်းကြတဲ့အခါမှာလည်းနှစ်ဖက်စလုံးအရေးကြီးပါတယ်တဲ့တစ်ဖက်ကသူအစင်မပြေတာတွေပြောလာတဲ့အခါအေးအေးဆေးဆေးနားထောင်ပေးနိုင်ဖို့ပြည်ပြည်လေးလေးပြန်ဖြေရှင်းဖို့တောင်းမှန်သိရင်တောင်းမှန်တက်ဖို့လိုအပ်ပါတယ်တဲ့မဟုတ်ရင်ဖြေရှင်းလဲထူးမသွားတာမျိုးဖြစ်တတ်ပါတယ်ပြောတဲ့သူကလည်းစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးပြောသင်ပါတယ်တဲ့တခါကလည်းရှိဘူးထားလေးရှိပါတယ် emotional brain နဲ့ logical brain အကြောင်းလေးပါအုံနောက်ကိုအဲ့လိုနှစ်ချံခွဲထားတာတော့မဟုတ်ပါဘူးနားလေလွယ်အောင်ပြောရတာပါတဲ့ စိတ်ခံစားချက်တွေလွန်ကဲနေတဲ့အချိန်မှာ emotional brains ကအလုပ်လုပ်ပါတယ်။သူကတခုခုစုတုံ့ပြန်တာမြန်နေ၊ ठी ကနေစုပြောထည့်လိုက်ပြီးလှုပ်ထည့်လိုက်ပါပြီ။ဒါပေမဲ့အမှားများပါတယ်။ logical brains ကတော့အမှားနေတယ်၊သို့တော်နှီးတယ်။သူလှုပ်လှုပ်တဲ့အချိန်မှာ emotional brains ကအကုန်လုံးပြောပြီးဆိုပြီးလှုပ်ပြီးကြံပြီးဖြစ်နေပါပြီ။ဒါကတလေလူမှုကွန်ရက်မှာလည်းဘာမှမဟုတ်တဲ့ကိစ္စလေးတွေနဲ့ပွဲဖြစ်နေကြတယ်လीနော်။ တကယ်ကဟိုလူရဲ့ emotional brains နဲ့ဒီလူရဲ့ emotional brains နဲ့စကားပြောနေကြတာဖြည့်ရှင်းနေကြတာပါစိတ်ခံစားချက်တွေလွန်ကဲနေတော့ကိုယ်ပဲမှန်နေတဲ့တဖက်လူရဲ့ခံစားချက်ကိုနားလည်းမပေးနိုင်ဟိုဘက်ကပဲဖြစ်ဖြစ်ကြားထဲကတယောက်ယောက်ကပဲဖြစ်ဖြစ်ရှင်းပြနေလည်းနားမဝင်တော့ဘူးဘာလို့လဲဆိုတော့ emotional brains နဲ့နားထောင်နေလို့ပါ။ဒါကြောင့်အဖူးထစ်တွေကိုပျောက်ပြက်အောင်လုပ်ကြတဲ့အခါနှစ်ဖက်စလုံးက logical brains နဲ့ပြောဆိုနားထောင်ကြဖို့ကတိတ်အရေးကြီးပါတယ်တဲ့ ကြောက်ရတဲ့စကားလေးတခွန်ရှိပါတယ်ပြက်တနာဆိုတာဝိုင်းမဟုတ်တဲ့အတွက်ကြာကြာတင်းထားလီလီတံမိုးတက်လီလီမဟုတ်ပါဘူးတဲ့ကြာလီကြီးထွားလီပဲဖြစ်နေမှာပါတဲ့နှစ်ကိုကြားဖြစ်သွားတဲ့အဖူတစ်ကလေးတွေကလည်းသီးနီတော့ရှင်ထုတ်ပြတာပဲကောင်းပါတယ်ကြာကြာထားလီလီပိုပြီးကြီးထွားလီလီဖြစ်ပြီးဆက်ဆံရေးကိုလှိုက်စားသွားတော့မှာပါတဲ့အဖူထင်ရှိရဲ့ဆက်ဆံရေးဆိုတာကတော့ကျွန်တော်ထင်ပါတယ်လောကမှာမရှိနိုင်ပါဘူးမိဘနဲ့တာသမီကြားမှာတောင်ရှိပါတယ်ဘာမှသိတာမတော်ဆက်တဲ့သူတွေမှာဆိုပို့ဆိုးတာပေါ့တယောက်ကိုတယောက်တီးခန်းတာ နားလဲပေးတာအလျှော်ပေးတာတွေလည်းရှိသင့်ပေမဲ့ boundary ကတော့မဖြစ်မနေလိုအပ်ပါတယ်တဲ့ဖြစ်တင်တာထက်ပိုနေတာမျိုးကတော့ဘယ်ရာမှမကောင်းပါဘူးကြာလာရင်ဆက်ဆံရေးတွေပြတ်တောက်သွားနိုင်ပါတယ်ဒါကြောင့်အဖူးထစ်တွေကိုဘယ်ဆက်ဆံရေးမှမဆူရှောင်းလဲလို့မရနိုင်ပါဘူးတဲ့အဲ့ဒါတွေကိုကြာကြာသိမ်းထားသလားသေးနေတော့မြန်မြန်ရှင်းထုတ်ပြစ်သလားဆိုတာကိုပဲရွေးချယ်လို့ရတယ်ဆိုတာလေးပြောပြချင်ပါတယ်ဆိုပြီးဆရာရဲ့ဆောင်ပါလေးကိုဒီနေရာလေးမှာပဲအဆုံးသတ်ထားပါတယ်ရှင် ဆရာကြီးတားနေတဲ့အခုလိုစာပေလေးတွေကို update ဖြန့်ရှိနေဆိုရင်တော့ဆရာရဲ့ Facebook page ဖြစ်တဲ့ Dr. ဖြူတီဟာဆိုတဲ့ page လေးမှာတွားရောက်ဖြန့်ရှိလို့ရတယ်လို့ဆရာကြီးတားထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝေယူအပ်ပြီးဖြန့်ရှိလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့အထိနားထောင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလိမ့်ဒီမှာလည်းထပ်ပြီးဆုံးတွေ့ကြပါအောင်ဆိုတော့